ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ဟုတ်လား။ခင်ဗျားတို့ကျွန်တော်တို့ပြောတယ်အခုခင်ဗျားတို့ NUG ကျန်အောင်ပဲပြောနေ NUG ကိုပဲပြော။လာကျိုးအဘကာကျိုးကြီးဦးမောင်လိုင်းဦးဆောင်တဲ့တက်မတော်ကြီးကကြည်တချက်မပေါက်ဘဲနဲ့ပြန်ဝင်သွားတာ။အားလုံးကြည်စံနေနဲ့ပြေကြခါကြဒုံးနေနဲ့တိုက်ကြခါကြသေကြနှစ်ဖက်နှုတ်နှစ်ဖက်သေတယ်။နော်။တကယ်လည်းကျအဘကာကျိုးကြီးကိုငိမ့်ချိုင်းလိုပဲဆူတောင်းပေးရအောင်မှာ။ မဟုတ်ကောင်းပြောတာဖားနေရမို့ဖားပြကြောက်ကြောက်ကြောင်းလည်းမရှိစံတစည်းကြောင်မစားဘူးသူရှိရနော်ငငယ်တော့ကသူ့ကိုလေးပြူဘူးလားသူ့ကိုငင်းငင်းနိုဘယ်ဆုတောင်ပေးရအောင်မှာဘာလို့လဲလာချိုးလို့ဒီလိုရမခတိုင်းကြီးတွေကိုတနက်တစ်ချက်မှမဖောက်ဘဲနဲ့ဝင်ချသွားတာဘလို့လုံးလိုက်ရမသိကျွန်တော်တို့တော့အခုချိန်ထိနားမလည်သေးဘူးနော်အဲ့တော့ကျတော့ခင်ဗျားတို့စဉ်းစားတင်နေအစိုးရတရက်ကလှုပ်ပြီဆိုရင်မဖြစ်ဘူးတော့မရှိဘူးတရားဝင်အစိုးရကိုပြောရအောင်နော်ခင်ဗျားတို့အဲ့အန်ယူဂျီခင်ဗျားတို့ဝိုင်းပြောလေ ဖေလိုမဇောဝေဆိုဘာတယ်မသားနေလို့ဘာပဲမြည်မုံမေလို့ကိုမေကိုလို့တွေမင်းတို့ကောင်းနေကြအောင်မစစ်တပ်ဝင်နေမင်းတို့ဘာလို့တာလဲဘာညာပြောလေမောင်ဆောင်ခါတို့ဘယ်မှာလဲပြောလေမောင်ဆောင်ကလူကုန်ကိုပြီးစစ်တိုက်သွားလေလာချိုးမှာတိန်းသုံးတောင်ယူပြီးတော့မှာမင်းတို့ပီဒီရတွေဂျားကနေသေပေးရတာမင်းတို့မှာအခုနေစရာမြေမရှိဘူးငါတို့ကရှိတယ်ငါတို့ချင်းတွင်းဟိုမှာတရားရည်လည်းရောက်ဘာအကုံဆုံးရောက်နေတယ်ဒီမှာဟိုဆိုဘာကာလူလာပါလေဘယ်နေရဟမ်ရောက်တဲ့ ွဲရင်အဝိုင်းနောက်ပါလေဟိုဝန်ကြီးချုပ်ကြီးကလှုပ်ထားတဲ့နေရာကြောက်ကလန်းအဲကြောက်ကလန်းလားဟုတ်ကြောက်ကလန်းကြောက်ကလန်းနေလဲငါတို့ရောက်တာပဲငါတို့ PDF တွေလိုက်ရှာမတွေ့ပါဘူးမင်းတို့ PDF ဘယ်သွားနေရငါတို့မုံရွာရောက်နေရငါတို့အခုအပြန်ကြအကြီးကားကားနဲ့ပြန်မှာပြန်မှာလေးငါးကြီးကိုပြန်မှာမင်းတို့ကြည့်တဲ့နေရာတွေကိုသိကျင်လို့နော်အဲ့ဒီမှာမင်းတို့ကိုကျော်စိုးရှေ့ကပြောသွားသလိုပဲမင်းတို့ရှောင်းနိုင်အောင်ရှောင်း နော်မရှောင်နိုင်ရင်တော့ကိုယ်တည်ရင်ကိုတူးတာပဲငါတို့ကတော့မင်းတို့ဗလိုင်းလာမှာတော့မဟုတ်ဘူးနော်နော်ဗလိုင်းလာမှာမဟုတ်ဘူးနော်ငါတို့တက်မတော့နီးပညာပိုင်းဆိုင်ရာတွေအားလုံးကအောင်မြင်သွားပြီတက်မတော့အစိုးရရဲ့အောက်မှာရှိတဲ့အဖွဲ့အစည်းတခုဆိုတာကအချိန်တိုတွင်းမှာပဲနော်အချိန်တိုတွင်းတခုမှာပဲအောင်မြင်မှုကိုပြန်လည်ရယူဖို့နော်အခုနောင်ချိုးဆိုလည်းမကြခင်ပြန်ရတော့မှာနော်ခွေးပြေးပြေးနေပြီနော်တီအန်အန်လေးဟိုမှာနောင်ချိုးမှာဟိုမှာတက်မမှုကြီးဘာလို့ရှိတယ်နော်ဘုံလေးပါပြောอืม ဥမြင်ဟိနော်နော်နောင်ကြိုမှာဥမြင်ဥစည်းပြီးတော့အမှတိုက်နေတာနော်မင်းတို့ခွေးလေးတွေပြေးနေရတာတဲ့နော်မင်းတို့ကြောဘွေတွေချွေလူချွေသားတွေပြည်သူလူထုအိမ်တွေတက်ဖောက်ပြီးတော့ခိုးထားတဲ့ချွေလူချွေသားတွေတောင်စစ်သားတွေရတယ်ငါပြောနေတာအောက်စစ်သားတွေများများရပါသေးတို့ကြောဘွေတလုံးမှာတစ်ဝက်လောက်ရပါသေးလို့ဆူတောင်းတယ်မင်းတို့ချွေတွေပြည်သူလူထုစီကခိုးအဲကန်ကြီးတို့အဲချွေမော်ရောတို့အာယာကြီးတို့မှာခိုးတက်ပြီးတော့ ကိုးထားတဲ့အဲရွှေတွေအခုတက်မတော်သားတွေကသူမင်းမင်းတို့နောက်လိုင်းလိုင်းနေအဲရနေမင်းတို့တိုက်မယ်တိုက်မယ်တိုက်မယ်ဟာလိုက်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 ဆိုတော့မင်းတို့ပြေးရတာခွေးပြေးပြေးရတာဟောလိုက်တာနော်ဟောလိုက်တာအမရွှေလဲရတယ်အလောင်းလဲရတယ်လက်လက်လဲရတယ်ဆိုတော့ပြီးပြီပေါ့ကွာဟုတ်တယ်မလားအဲနောင်ချိုးကမကြခင်ပြန်ရတော့မယ်နော်အဲတော့ကျွန်တော်တို့အော်အစိုးရအဖွဲ့ကြီးတွေနဲ့ကျွန်တော်တို့ဒီမှာထိတွေ့နေရတဲ့အခြေအနေတွေအချိန်အခါတွေကျွန်တော်တို့ကြည့်ကြည့်ကြည့်ကတကယ်တမ်းကျတော့အောက်ခြေ နော်ဟိုလူကြီးတွေကိုမလိမ္မာနဲ့ဒီအဲ့ဒီကောင်ကိုလုံနေလို့ဒီနေကိုရုပ်တော့အဲ့လူကြီးတွေကိုကြောက်လို့အဲ့လူကြီးတွေကိုကြောက်ရင်ခင်ဗျားတို့ကြာရှုံးလိမ့်မယ်မကြောက်နဲ့ပြောခင်ဗျားမပြောရင်တော့ပြောတော့ပြီလူစပီးရောက်ပြီမယ်တိုက်ကောင်းတယ်ဗျာအားလုံးဝိုင်းလို့တာလေဟုတ်တယ်မလားတိုင်းပြည်ကောင်းဖို့ဝိုင်းလို့တာကိုဘာလို့ကြောက်ရမှာလဲကျွန်တော်တို့ကမကြောက်လို့တနက်တွေပိုင်းမှာဒီလိုမျိုးလာနေရတယ် ဟုတ်လားလူကြီးကကြောက်စရာမဟုတ်ဘူးဗျလူကြီးကယိုတရားမှာကို့မှာရှိတဲ့အခက်ခဲကိုဒီလူကြီးကိုနားလည်အောင်တင်ပြရမှာတရင်ပို့ရမှာဒါမှလူကြီးကဖြည့်ရှင်းပေးမှာခင်ဗျားတို့အောက်မှာဟမ်မရှိပါဘူးဗျမရှိပါဘူးဗျစူကန်းမှာရေခဲပါပါရေခင်ဗျားတို့လှုပ်လို့နော်အားကြောင့်မလို့အထက်အောက်ကိုဟန်ချက်ညင်ကြီးလက်တွဲပြီးတော့မှဒီတိုင်းပြည်ရဲ့ပြည်ထနာကိုအားလုံးပူးပေါင်းပြီးတော့မှအကောင်းဘက်ကနေဖြည့်ရှင်းကြရအောင်ပါနော်အဲ့ဒါဆိုရင်ကျွန်တော်တို့တိုင်းပြည်မကြခင်မှာ တာယာမယ်ဖွင့်ပြောမယ်နော်စီးပွားရေးတွေကောင်းတဲ့နော်ခြားနိုင်ငံကနေပြီးတော့မှလေးစားအားကြရတဲ့နိုင်ငံကောင်းဆောင်တွေပေါ်ထွက်လာတာကိုတွေ့ရမယ်နိုင်ငံတော်တခုကျွန်တော်တို့ဟန်ချက်ညင်ညင်လက်တွဲမပြုတ်ဖဲနဲ့သွားရမယ်နော်အဲ့လိုမျိုးသွားရမှာမအဲ့လိုမျိုးသွားမှာကျွန်တော်တို့နိုင်ငံတိုးတက်မှာနော်အခုလို့ကျွန်တော်ဒီနေ့ပြောသလိုပေါ့ကျွန်တော်တို့မြန်မာလူမျိုးမှာကျွန်တော်တို့နိုင်ငံမှာကျွန်တော်ပြောပြမယ်မှတ်ညံကောင်းရမယ်မှတ်ညံမှတ်ညံကောင်းလို့ဘာဖြစ် အောင်ပွဲတိုင်းအောင်ပွဲတိုင်းကိုအောင်ပွဲဆင်နိုင်မယ်အေးအဲ့မညံဆိုတာရှိတယ်လို့မညံဆိုတာလည်းရှိရမယ်မကောင်းတဲ့အရာတွေကိုချက်ချင်းမေ့ပြစ်နိုင်ရမယ်ချက်ချင်းကောင်းတဲ့အရာတွေထုတ်နိုင်ရမယ်ဟာဒီအရာမကောင်းဘူးတိုင်းပြည်အတွက်ဒါမကောင်းဘူးဒါအစင်လာမကောင်းဘူးတဲ့တိုင်းပြည်အတွက်ဒါအန္တရာယ်ရှိတယ်ဆိုရင်ခင်ဗျားမေ့နိုင်ရမယ်အဲ့ဒီလူတွေနဲ့လက်မတွဲပါနဲ့အဲ့အဲ့ဒီလူတွေဆိုတာအခုလို့အဲရီမွန်တို့လွင်ကိုတို့အမောင်နဲ့ပြေကြလာတယ် ျွန်တော်တို့ငောင်းရတယ်အဲအဲ့လိုမျိုးလူတွေဟောတာမဖြစ်နေပြီးတော့တက်သိမ်းတော်မယ်လို့ပါတယ်အဲ့လိုလူတွေအဲ့လိုလူတွေကခမားတို့သူများစားရတဲ့ခမင်းနဲ့ခမားတို့ခေါင်းထဲကချီးချီးရောက်နေတာသူများကခမင်းစားတာသူတို့ပါလိုက်တဲ့ချီးခမားတို့ခေါင်းထဲရောက်တာအဲ့တော့ခမားတို့ဘလောက်ပြောပြောနားမလဲဘူးနားလည်းမနာဘူးနော်သူတို့ဘယ်မှာလဲဘယ်ဘယ်နားမှာလဲကျွန်တော်တို့မသိလို့မေးတာဟမ်ဟမ် အဲ့လူတွေကိုခမားတို့အခုချိန်ထိယုံနေတုံးနော်လိုက်ယုံနေတာခမားတို့လိုက်ယုံနေတော့အခုဘာဖြစ်တုံးတိုင်းပြည်အပြတ်ဖက်ရောက်တာဗောဒီတိုင်းပြည်ဆိုတော့ကိုယ်နိုင်ငံကိုယ်လူမျိုးချင်းလက်ရဲညီညီဟန်ချက်ညီညီနဲ့ပူးပေါင်းပြီးနိုင်ငံတော်တည်တည့်ရစီကိုခေါင်းဆောင်ကောင်းရဲ့နောက်မှာနောက်လိုက်ကောင်းတွေပေါ်ထွက်ပြီးတော့မှနော်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့လူကဘလောက်တိဒီမှာနှလုံးသားလာလေတဘောသားကြီးလေအလင်းဝင် PDF တွေအလင်းဝင်တော့ပြောနေတယ်နော်အဲ့ဒါအားလည်းမဟုတ်ဘူး ဒါပေမဲ့တစ်ဖက်မှာလည်းအဲနားလေရခတ်တာအဲကျွန်တော်ဆုံးလို့နားနေရတယ်။မောင်ငယ်ကြောကြောလေးတွေကိုခေါ်သွားတယ်။မိန်းမနဲ့မိန်းမကြိုက်တဲ့ကောင်မိန်းမပေးလှုပ်ထားတယ်။အဲအဲ့လိုမျိုးနဲ့ဖြစ်နေတော့စုပ်စုစားယူတွေဖြစ်တာပေါ့ဗျာကလေးတွေရေဘွာ။အဲ့တော့မိခင်နေရာလဲနော်ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ဘာသာသာသနာစားပြီးဓလိထုံးလန်းအစဉ်လာယဉ်ကျေးမှုတွေကိုတန်ဖိုးထားပါ နော်ခင်ဗျားတို့အခုစကိုင်းဆိုကြည့်လိုက်နော် ဆရာတော်ဘုရားကြီးတည်တကူဆရာတော်ဘုရားကြီးရဲ့တောက်သုံးရည်တွေတောက်ပြီးတော့ဆရာတော်ဘုရားကြီးကိုဆဲတာအခုတော့ခင်ဗျားတို့အတိအလင်ဒုက္ခရောက်ကုန်ကြပြီနော်ခင်ဗျားတို့ပြောသလိုဝိဆိုတာနောင်ဘဝမကူဟုတ်လားခင်ဗျားတို့အခုကူးနေတာနော်အဲဒီဘင်းရလည်းတက်မတော်ဘုံကျဲတာမဟုတ်ဘူးနော်အဲ့ဒါကလက်နဲ့ခရင်လှုပ်တဲ့နေရာကြီးနော်ဘယ်လိုလုပ်ပြနေမှာလဲကျောင်းကဒီဘင်းရမှာကျောင်းကဘယ်လိုတက်မှာဒီဘင်းရမှာကျောင်းတက် NUG ဖွင့်ထားတဲ့ကျောင်းပဲတက်မှာပေါ့အစိုးရအဲ့ဒီ င်းမှာဘယ်လိုလုပ်ကြောင်းဖွဲမှာဘ누구ပြေးမှာအဲ့တော့ကြောင်းတက်တဲ့ကလေးကိုဘုံကျဲတယ်ဆိုတော့ခမောချီးတာစားလိုက်တော့ချီးဦးအောင်တော့လည်းမထဲနဲ့တော့ယုံတဲ့ကောင်လေးခမတို့ပါဇက်ကနေအဲ့ NUG ဇော်ဝေဆိုးလို့ဇင်မာအောင်တို့လွင်ကိုလက်တို့เนาะဟိုမျိုးတိုက်တန်သိန်းတို့စာစာတို့ကောင်လေးပါတဲ့ချီးကိုခမတို့စားလိုက်တော့ကြော်ပြီးတော့เนาะအလောက်ဒီမှာယုံနေတယ်ဆိုရင်ခမတို့စားလိုက်တော့ခမတို့ဒီဘက်ရင်ခမတို့ဇုံမိုးထားတာဆိုဟော PDF ဇုံမိုးထားတာ NUG ဇုံမိုးထားတာဆို ကဲအဲ့ဒီစာတင်ကြောင်းကိုအစိုးရတရားဝင်အစိုးရလည်းမဟုတ်ဘူးဟမ်အဲ့မှာ grade 12တွေလည်းဘယ်သူမှလည်းမဖြေဘူးအဓိကခင်ဗျားတို့အဲ့မှာမိုင်းတွေလက်နက်တွေလုံနေတယ်နော်လက်နက်တွေလုံပြီးကလေးတွေကိုဆန္ဒပြဖို့လားဗာဖို့လားဓာတ်ပုံရိုက်မယ်ဆိုပြီးတော့အဲ့မှာခင်ဗျားတို့လောင်လာတဲ့ဘုံဒီယာမှာထကွဲရောအဲ့တော့စစ်တပ်ကလိန်နေတယ်ဗာအဲ့ဒါဆိုဗီဒီယိုရိုက်ပြလေဟမ် ခင်ဗျားတို့ဘယ်သူမှမယုံတော့ဘူးနိုင်ငံတကာဘာကတူကြီးအောင်မြင်သွားရေဟိုမှာရုရှားမှာအောင်ရှင်ကြီးပြင်းလို့လည်းဆွဲနှုတ်ဆက်ပြီးပြီနော်ရုရှားသမရဗလာဒူဗလာဒီမာပူတင်ဆိုရင်ဟိုမှာဦးမေအောင်လိုင်ဟိုမှာညီကိုအရင်တပွဲဟိုမှာဘီလာရုဆိုရင်ကြည်လိုက်နော်ခင်ဗျားတို့အဲ့ဒီအချိန်မှာခင်ဗျားအမေစုထောင်ထဲရောက်နေငပိကျော်သွားပုံနော်မကြီးတီတောင်းလေးပါရေသွားပုံနော်ဝဒါဝဒါလေးပါချက်ပြီးတော့သွားပုံအမေစုအတူကြီးလားအစ်ကြီးလားကျွန်တော်လည်းမသိနော်ကျောကအမေစုလို့ခေါ်တာပါဇက်ကတနာရတယ်ခင်ဗျားတို့နော်အဲ့တော့ ကျွန်တော်တို့တိုင်းအတိုင်းဟိုเนาะပြည်သူ ਆ လဲပူပေါင်းมาကျွန်တော်ပြောချင်တာနောက်ဆုံးပေါ့เนาะပြည်သူ ਆ လဲပူပေါင်းมาเนาะကျွန်တော်တို့ဒီဆိုရင်ဒါကျွန်တော်တို့လို့ကျွန်တော်တို့လို့လူရှေ့ထွက်ပြီးတော့ဒီလောက်လုံနေတယ်ခမားတို့တွေပြည်သူလူလူတွေလည်းတိုင်းပြည်အေးချမ်းဖို့နိုင်ငံတော်သားရဖွံ့ဖြိုးဖို့เนาะနောက်တော့ခင်မီတိုးတက်တဲ့နိုင်ငံတစ်ခုစီကိုတွားဖို့မှာခေါင်းဆောင်ခေါင်းကိုတွေ့မြင်နေရတယ်လို့ခမားတို့နောက်လိုက်ခေါင်းတွေကလူရုပ်ထွက်ပြမရဲရင်အောင်မှเนาะနိုင်ငံတော်မှာရှိတဲ့เนาะကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်ဝန်ကြီးဌာန နော်ဒီပြည်သူစစ်တေးနော်ဌာနဆိုင်ရာတွေအားလုံးပူးပေါင်းပါနော်ကျွန်တော်ကိုလည်းတချို့တော့လက်လက်ပေးလက်ယူလုံးလို့ပြောလိုက်လို့နော်ပြောင်းသွားတဲ့လူတွေရှိတယ်အဲ့လိုဌာနဆိုင်ရာအဲ့လိုလူတွေကကိုကျွန်တော်တို့တတ်ခိုင်းနေတာနော်ကျွန်တော်တို့တတ်ခိုင်းနေတာပူးပေါင်းပြီးတတ်ခိုင်းနေရတယ်နော်ကျွန်တော်အကုန်သိတယ်မသိဘူးမထင်နဲ့နော်မသိဘူးမထင်နဲ့ကျွန်တော်အကုန်သိတယ်ဒါပေမဲ့ခမားတို့ကျွန်တော်တခုတော့ပြောလိုက်မယ်လူဆိုတာစစ်မှန်တဲ့လူကဘယ်တော့မှမကြရှုံးဘူးနော်တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးပေါ်မှာ ကိုယ့်ရဲ့အဖွဲ့အစည်းပေါ်မှာတစ္ဆာရှိတဲ့လူကဘယ်တော့မှမကြရှုံးဘူး။နောက်ခမားမားခမားလူကြီးညီမကလို့ဘာကောင်ကြီးဖြစ်ဖြစ်ဗျာ။ခမားမားခမားဘာကောင်ဖြစ်နေ business ခမားတနေ့ကြရှုံးလိမ့်မယ်။ခမားကံမြင့်နေသေးလို့ခမားတနေ့အသေးဆိုးနဲ့သေးလိမ့်မယ်။ကျွန်တော်ကိုခမားတတ်ခိုင်းနေရမှာလား။ခမားကိုဘယ်သူမှမတတ်ဘူး။ခမားမားခမားကားမောင်းရင်ကားမောင်းမယ်၊မွေကိုက်ရင်မွေကိုက်မယ်၊ရေနေရင်နေမယ်။ဟုတ်ပြီလားခမားဘာလို့ခိုင်းနေလဲ။ကျုပ်အကုန်သိတယ်နော်။ဒီတောင်တကုံကိစ္စတွေ နော်ဘဒူလောက်ခိုင်းလဲဆိုတော့ဇော်ဘုံရဲ့အဲ့လောက်မညံ့ဘူးဆိုတော့ခမည်းသိအောင်ကျုပ်ဒီနေရာမှာတခါလဲပြောလိုက်မယ်ရှင်းပြီလားနော်အဲ့တော့ခမည်းတို့သူများကိုတိုက်ခိုက်ရင်တိုက်ခိုက်ရင်လည်းခမည်းတို့ကြဆုံးတတ်တယ်စင်းစင်းနဲ့စင်းရတတ်တယ်နော်အဲ့တော့ကိုဒုက္ခကိုမရှာနဲ့နော်ကိုမိသားစုနဲ့ကိုအေးချမ်းနေကျွတ်ကျဲနေတဲ့နေရာမှာဇော်ဘုံဆိုတဲ့ကောင်မပါဘူးအသက်တွေမှာကြောက်တယ်ဆိုရင်ဇော်ဘုံဒီအလုပ်တွေကိုမလုပ်ဘူးအဲ့လောက်တော့ခမည်းနားလေထားရမယ် ရောင်းအောင်တက်ဟုတ်ပြီလားဒါပေမဲ့ကျုပ်သူများကိုပြန်မတက်ဘူးခင်ဗျားတို့ကခင်ဗျားတို့တေးလိုက်မယ်နော်ကိုယောဂါနဲ့ကိုတေးလိုက်မယ်ခင်ဗျားတို့နော်ကျွန်တော်အဲ့လောက်ပဲပြောချင်ကျွန်တော်ခိုင်းနေတာလူတွေဧကနေရကိစ္စအော်လိုက်လို့ပြောင်းသွားရတဲ့လူတွေပါတယ်အဲ့လူတွေပဲတက်ခိုင်းနေတာကျွန်တော်ဒီလောက်ပဲပြောမယ်နော်တက်ခိုင်းတာကျွန်တော်နော်အဲ့တောင်တကုန်းစမ်းကျွန်တော်ကကျွန်တော်ရဲ့ဖန်အများကြီးရှိတယ်လှုပ်ကြည့်လိုက်နော်လှုပ်ကြည့်လိုက်နော်လှုပ်လို့မရဘူး နော်ကျွန်တော်တို့လှုပ်လို့ရတယ်ဒီလိုလှုပ်ကြည့်လိုက်ရင်ခင်ဗျားတို့နောက်ကနေပြီးအဲလက်မဲတွေပါအကုန်ပေါ်တော့မှာကျောက်ကတရားရုံးမှာတရားဝင်ပြောမှာနော်တကယ်ခင်ဗျားတို့ရတယ်ဆိုရင်လှုပ်ကြည့်လိုက်နော်ခင်ဗျားခင်ဗျားကခင်ဗျားဘလောက်ခင်ဗျားပြင်ဦးလေမှာဗာပြောခဲ့တယ်ဟမ်စိုးမြတ်တို့တော့ငါ့ကိုမနိုင်လို့လွတ်ထားရတာဟုတ်လားဘသူပြောတာလဲအဲစကားဟမ်နောက်ဆုံးတော့လစ်သွားရတာမဟုတ်လားအလစ်သွားတာမကျေနပ်တော့ဟောမလက်တိုက်လိုက်တယ်အဲကောင်နေနာမည်ကိုမပြောချင်လို့နော် စော်ဘုံအကုန်သိတယ်ဆိုတာကိုခမားတို့စော်ဘုံကိုခန်းချမ်းချမ်းခင်မားလိုက်မယ်နော်ရှော့တွက်နေမားလိုက်မယ်ဒီခက်ကပိုင်တယ်ဆိုတာမရှိဘူးနော်ဦးမင်းအွန်လိုင်းကပြောပြီးသားမဟုတ်တာလုပ်တဲ့လူတွေကိုအကုန်ဖော်ထုတ်ပါလို့ပြောပြီးသားအကုန်ဖော်ထုတ်မှာရှင်းလားနော်အဲ့တော့ကြတော့ကျွန်တော်တို့နိုင်ငံအေဂျင့်တော့မယ်တာယာတော့မယ်ပြည်သူလူထုတွေလည်းအသည့်သတိဝရိယတွေရှိပြီးတော့မှနိုင်ငံတော့အတိုင်းပြည်တွေလုံလအစိုက်ပါဝင်ရမယ်ပူးပေါင်းရမယ်ကုညီရမယ်ဟုတ်လားတူဦးရဲ့စေနာတူဦးရဲ့မြစ်တာ တူတယောက်မတတ်နိုင်တဲ့အရာကိုကူညီပါဖေးမှာပါဝိုင်းဝန်းမှာဒါဆိုရင်တိုင်းပြည်အများဆုံးအေဂျင်ပြီးတော့မှตายရတဲ့နိုင်ငံတစ်ခုစီကိုကျွန်တော်တို့တွေအရောက်ကြောက်ရှိသွားမှာပဲဖြစ်ပါတယ်မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေရှေ့တန်းရောက်နေတဲ့တပ်မတော်သားတွေဘေးရန်နေကင်းရှင်းပြီးတော့နောက်တန်းမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါစေလို့မေတ္တာပို့ဆုမကောင်တောင်းပေးလိုက်ပါတယ်